အမေကိုအင်ကောင်းရင်မိမလို့သူအားကွာရှင်းမယ်ဆိုလို့အသက်94နှစ်အရွယ်အမေကိုစွန့်လွတ်ခဲ့တဲ့တာရင်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြောက်စရာကောင်းလာတဲ့လူလောကအကြောင်းကိုတန်ဝေကရောက်ပွဲဖြစ်ဖော်ပြတင်ဆက်ပေးကြပါရစေဒါတော့ရေးမြို့မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါရစေမိခင်ဖြစ်သူကိုအင်ကိုခေါ်လာရင်ဇနီးဖြစ်တဲ့သူအားကွာရှင်းမယ်ပြောတာကြောင့်တာရင်ဖြစ်သူကမိခင်ကိုစွန့်ပစ်ခဲ့တဲ့အကြောင်းပဲဖြစ်ပါရစေအစွန်ပြေခံခဲ့ရတဲ့မိခင်ဖြစ်သူရဲ့နာမည်ကတော့အဖွားတော်ကျင်တီပဲဖြစ်ပါရစေ အဖွာကအခုချိန်မှာအသက်84နှစ်ရှိနေပြီဖြစ်ပါတယ်။ဥမောင်ငယ်ဒေါ်စင်ရွှေအောင်နေမွေးဖွားခဲ့တဲ့အဖွာဆိုရင်တာသမိကံဆိုလာတယ်လို့ပဲပြောရပါမယ်။ဒီလိုမျိုးတာရင်ဖြစ်သူကစွန့်ပြစ်ထားတဲ့အဖွာကိုခေါ်ယူဆောင်ရှောက်ကြတာကတော့မော်လမြိုင်မျိုးများစည်းစားပူပွားရေးတာပဲဖြစ်ပါတယ်။အဖွာတော်စင်ရွှေကိုရေးမျိုးနဲ့နှစ်ကရင်ရွာမှာမွေးဖွားခဲ့ပြီးမွေးချင်းခွနဲဦးနဲ့တတိယမျိုးဖြစ်ပါရယ်။ငယ်စဉ်ကလေးရန်ထိပညာသင်ကြားခဲ့ပြီးဖခင်မှာတောဆိုင်လုပ်ငန်းလုပ်ကင်နေလို့သိရပါရယ်။ အဖွားကသက်၁၈နှစ်အရွယ်မှာတရားရဲနေတဲ့ဦးတည်ညွန့်စရဲသူနဲ့အိမ်နောက်ကြပြီးယောက်ျားဖြစ်သူမှာယထာလန့်အလုသမားဖြစ်ပြီးအဖွားကတော့မိခိုသူအဖြစ်ရက်တည်ခဲ့တာပါအဖွားက၁၈နှစ်အရွယ်မှာအိမ်နောက်ကြပြီးအသက်၂၄နှစ်အရွယ်မှာအိမ်နောက်ကွဲခဲ့ပါရယ်အိမ်နောက်ကြစဉ်တာနှုတ်ထွန်းကခဲ့ပြီးတာငယ်မှာအသက်၃၀အရွယ်မှာတည်ဆုံခဲ့ပြီးအခုအဖွားကိုတာဝန်ယူနိုင်တော့တဲ့တာကြီးဖြစ်တဲ့သူကတော့ကော့တွတ်ရွာသူနဲ့အိမ်နောက်ကြပြီးတော့ကော့တွတ်မှာနေထိုင်နေရလို့သိရပါရယ် ်အဖွာတို့ကအိမ်တော်ကွဲပြီးတော့အဖွာရဲ့ယောက်ျားဖြစ်သူမှနောက်ရင်တော်ဖြစ်သွားပြီးအဖွာလည်းနောက်ရင်တော်ထပ်ပြုခဲ့ပါသေးတယ်။အခုတော့မရှိတော့ဘူးလို့သိရပါတယ်။အဖွာမှာတယောက်တည်းနေထိုင်ရင်နေအိမ်ကိုလည်းစမ်းမရည်သိမကောင်းလို့စေကုသစီနေလိုအပ်လို့ပထမပေါင်းနှံခဲ့ပြီးရဲ့နောက်ပိုင်းမှာရောင်းချခဲ့ရပြီးအားလုံးလည်းကုံသွားခဲ့တာပါ။အဖွာမှာအတန်ရွယ်ရနေစရာလည်းမရှိတော့တဲ့အတွက်အကုတ်ဖြစ်သူရဲ့နေအိမ်မှာကန့်နေနေကြရပြီးရက်ကွက်ကပေးစာကန်းစာတွေနဲ့စာနာတနာတဲ့သူတွေရဲ့ဝိုင်းဝန်းပေးကံမှုတွေနဲ့ရက်တည်နေကြရတာကြာပြီလို့လည်းဆိုပါရယ် အခုကမှအဖွားကနေနေရတဲ့အိမ်မှာရောင်ချကပြောင်းလို့မှဖြစ်ပြီးတော့အဖွားချောက်တဲ့ဇန်ငယ်မှာဖြစ်တဲ့အတွက်ရှက်ွက်လူကြီးတွေကကော့တူရာမှာနေထိုင်နေအဖွားရဲ့သားဖြစ်သူစီအဖွားကိုကြည့်ရှုပေးဖို့အတွက်ဆက်သွေးရမှာသားဖြစ်သူကအမေကိုခေါ်ရင်သူ့မိမကလက်မခံမဲသူ့ကိုပါကွာပြစ်မယ်လို့ပြောရကြတောင်းဝန်ရှိလို့မရကြဘဲပြောဆိုလိုက်တယ်လို့သိရပါဗျ။ နောက်ဆုံးခုတ်ကိုရမယ်ဖြစ်သွားတဲ့အသက်84နှစ်အရွယ်ရှိတဲ့အဖွားကိုမော်လမြိုင်မြို့မြစည်းစာပူပွားရေးသားကလက်ခံဆောင်ရှောက်ပေးနိုင်မှုအတွက်ဆက်သွယ်လာတဲ့အတွက် အကျိုးတော်ဆောင်အဖွဲ့ကမြစည်းစာနဲ့နေကမောက်ဆရာတော်ဘတ်တနာနန်နီယာရှောက်ထားပြီးဆရာတော်ရဲ့လမ်းညွှန်မှုနဲ့ထပ်မံစုံစမ်းမေးမြန်းရာဖြစ်စဉ်မှာအမှန်တကယ်ဖြစ်ပြီးအဖွားကိုဆောင်ရှောက်ဖို့အတွက်လိုအပ်ပြီးအဖွားရဲ့သားဖြစ်သူမှာမိခင်ကိုဆွံ့လွတ်ကြ မျက်စည်းစာပို့ရန်အတွက်လူကြီးများရှိစာချုပ်မှလက်မှတ်ပါရေးထိုးပေးလိုက်တဲ့အတွက်အဖွဲ့ကမျက်စည်းစာရေးသားမှနေရင်းနဲ့တည်ရည်အထိဘဝနေဝင်ကြေးတစ်ခုလုံးအားတာဝန်ယူဆောင်ရှောက်ပေးလိုက်ပြီးဖြစ်ပါရီမျက်စည်းစာရောက်မှအဖွဲ့ရဲ့ဘဝနောင်ရေးစိတ်အေးချမ်းရပြီလို့သိရပြီးဘဝမှာအေးချမ်းကြပါစေကြောင်းဆုတောင်းပေးလိုက်ရပါရီအဖွားတော်ဆေရှိအနေနဲ့ကလည်းဒီလိုမျိုးသားမျိုးနဲ့ဘဝဆက်တိုင်းမကြုံတွေ့ရပါစေနဲ့ထပ်မံပြီးတော့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနည်းပညာဆယ်လီတရင်အကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမရဲ့ page လေးကို like and follow လေးလုပ်ပေးခဲ့ကြပါအောင်ရှင်ပရိသတ်ကြီးကနမဲကျော်ဆယ်လီတရင်နေနဲ့မျက်ချင်မပြတ်ချင်းဆိုရင်တော့အမြဲဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော်အဆုံးထိနောက်ဆက်ပြီးလို့လေအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်